ဂျူးလူမျိုးတို့ရဲ့တံမိုးရှိသောစာဂျူးလူမျိုးတို့ရဲ့စာသားနံပါတ်1ရေညစ်တဆက်ကြောင့်ရေကြီးတစ်ခွက်ညစ်ပတ်သွားတယ်ရေကြီးတဆက်ကြောင့်ရေညစ်တစ်ခွက်ဘယ်တော့မှကြည်လင်လာမှာမဟုတ်ပါဘူးနံပါတ်2ဘသူမှခိုးယူမသွားနိုင်တဲ့အရာ၃မျိုးရှိတယ်ဘိုက်ထဲကိုဝင်ပြီးတဲ့အစာစိတ်အတွင်းထဲကအိမ်မက်နဲ့အုံနောက်ထဲအထိဖတ်မှတ်ထားတဲ့စာကောင်းပေမောများဖြစ်ပါတယ်နံပါတ်3ညင်းတွေဟာပျော်ပြောင်းတဲ့လမ်းပေါ်မှာခွာလိုက်တော်တတ်တယ် လူတွေဟာလေချွတ်မြောက်သောစကားတညာချာမှာနှိမ့်မသွားတတ်တယ်။နံပါတ်၄လူဘဝခီးမှာကန်ဆိုးခြင်းနဲ့ကန်ကောင်းခြင်းဆိုတာတည်တည်ကွယ်ကွယ်မခွဲထားပါဘူး။ကန်ဆိုးခြင်းအနေရှုံထွက်နိုင်ကန်ကောင်းခြင်းဖြစ်ပြီးကန်ကောင်းခြင်းအပေါ်စိန်ခံနေကန်ဆိုးခြင်းဖြစ်လာမှာပါ။နံပါတ်၅တကယ်လို့တင်ဆောင်မဖတ်ခဲ့ဘူးဆိုရင် မိုင်မောင်းတတောင်ခီးထွင်ရင်လေစပိုးလူလင်အစင်သာဖြစ်ပါတယ်။နံပါတ်6တင်းရဲ့အိမ်နီနာချင်းကမနေ့နှစ်နိုင်အထိစမ်းနေရတည်နေရင်လေစိတ်မဆိုးပါနဲ့ သူ့ကိုမနဲ့၄နိုင်မှနှိုးပြီးနားထောင်လို့အရန်ကောင်းကြောင်ပြပြလိုက်ပါပညာသားပပနဲ့ပေါ့နံမခနဲ့တဲ့ရဲ့တပွားလုံးမှာတောက်လျှောက်တာစောင့်မျှော်နေမယ်ဆိုရင်ကြောင်းလင်းမှုတစ်ခုသာဖြစ်ပေါ်လာပါလိမ့်မယ်အဲ့ဒါကတော့တင်ဦးသားချင်းပါပဲနံပါတ်၈တငယ်ချင်းအစ်စ်ဆိုတာပြောမကုန်တဲ့စကားတွေရှိနေတာမဟုတ်ပါဘူးပြောစရာမရှိအချင်းလေးအောင့်တတမခံစားရချင်းပါနံပါတ်၉အချင်းဟာစိတ်အနာကိုကုစားနိုင်တဲ့တမားတော်ကြီးပါ ဒါပေမဲ့ပြဿနာဖြေရှင်းပေးနိုင်တဲ့ဆရာကြီးတော့မဟုတ်ပါဘူး။နံပါတ်10စူးစမ်းပြီးမှနောက်နာရရင်ရပါစေ။မစူးစမ်းဘဲနဲ့လွဲသွားတဲ့နောက်နာမျိုးတော့မလိုချင်ဘူး။မြတ်စွာဘုရားရှင်ကရှင်ရာဟုလာကိုရာဟုလာငါဘုရားနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတယ်။မြတ်စွာဘုရားရှင်ကခြေဆေးတဲ့နေရာမှာထိုင်ပြီးခြေဆေးဖို့ခွက်ကလေးနဲ့ရေအိုးတွေကခြေကိုခတ်ယူလိုက်တယ်။တဲမြတ်စွာဘုရားရှင်ကခတ်ယူပြီးတဲ့အခါ ခွက်ထဲကရေကိုတဝက်သွင်းလိုက်ပြီးမေးတယ်။ကြောက်လား။ဟောဒီခွက်ထဲမှာရေတော့ပဲရှိတော့တွေ့လား။တွေ့ပါတယ်ခင်ဗျာ။လောကမှာစပြီးလိန်ပြောတတ်တဲ့သူဟာရေခွက်ထဲမှာရေတော့ပဲကြံရှိတော့တကယ်တော့သူ့ရဲ့ကိုချင်းတရားဟာလည်းပြည့်ပြည့်ဝဝမရှိတော့ဘူး။နှစ်မြတ်စွာဘုရားရှင်ကခွက်ထဲကရေတွေကိုကုံအောင်သွင်းလိုက်တယ်။ကြောက်လား။ဟောဒီခွက်ထဲမှာရေတွေကြံရှိပြီလား။ မရှိတော့ပါဘူးဖေဟာဂျိန်ပြောတာကိုစက်ပြီးဆောင်ရွက်နေတယ်ဆိုရင်တော့သူ့ဟာနောင်နဲ့မိမိရဲ့ကိုချင်းတရားတွေအကုန်လုံးကုံအောင်ဆွန့်ဖြစ်ပြီးကြံတဲ့အာကုသို့ကံတွေကိုလည်းစလုပ်ဖို့ရအဆင်သင့်ဖြစ်နေပြီဆိုတဲ့သဘောပါပဲ၃မြတ်စွာဘုရားရှင်ကခွက်ကိုမှောက်ပြီးတော့ထပ်ပြီးမိန်တော်မူတယ်။ကြောက်လားငါဘုရားရေခွက်ကလေးကိုမှောက်ထားလိုက်တကယ်သူအစင်အမြဲလိန်ပြောတဲ့အပြင်ကြံတဲ့၅ပါးတိလကံတွေကိုလည်းချိုးပေါက်နေသူအဖို့ သူ့ရဲ့ကိုကျင့်တရားတွေကိုတန်တရားဟာလဲနောက်ဆုံးမှာအကုန်လုံးစောက်ထိုးပဲဘာမှကောင်းတာမကြံရှိတော့ကောင်းမွန်တဲ့ကိုကျင့်တရားတွေ ਨੇ တန်တရားအကုန်လုံးကိုပုံအောင်သွန်မောက်ပြလိုက်ဂျေမြတ်စွာဘုရားရှင်ကရေခွက်ကလေးကိုပြန်လှန်လိုက်တယ်ကြောက်လားဟောဒီရေခွက်ထဲမှာပါရှိလဲဘာမှမရှိပါဘူးခင်ဗျာရေခွက်ထဲမှာဘာမှမရှိတော့တကယ်တော့ ဂျိန်ပြောတတ်ပြီး၅ပါးသီလကံကိုအစဉ်အမြဲချိုးပေါက်သူရဲ့တဏ္ဍမှာလဲကောင်းမွန်တဲ့ကိုကျင့်တရားဆိုတာဘာမှမကြံရှိတော့ရဲ့အတွက်တန်နေရာမှာလဲကောင်းနိုင်စရာဘာအကြောင်းမှမရှိတော့တာဒါကြောင့်မူသားစကားကိုကျဲစရာအနေနဲ့လိန်ပြောတာတော့အင်မတန်အဖြစ်ကြည်ရဲ့တဲ့ဖျားရှင်ဆုံးမတော်မူတဲ့စကားနဲ့ဒီကနေ့ခေပြောနေကြတာတွေဘလို့ကွာခြားနေပါသလဲဒီကနေ့ခေမှာတော့မူသားမပါလင်္ကာမချောတဲ့ဂျင်ငါချောအောင်ဆိုပြီးမူသားစကားကိုထည့်ထည့်ပြီးပြောနေကြတယ် မြတ်စွာဘုရားရှင်ကလိန်ပြောတတ်လို့ရှိရင်အဲ့ဒီသူမှာကောင်းတဲ့ကိုကျင့်တရားတွေဟာနောက်ဆုံးမှာဘာမှမကြံ့ရှိတော့လို့တန်တရားမှာမကောင်းနိုင်ဘူးလို့ဒီလိုဟောကြားတာပါပဲ။လိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ဟာနောက်ပိုင်းမှာမလောက်ရဲတဲ့အကုသို့ကံလည်းမရှိတော့ဘူး။သူတဖြည်းဖြည်းနဲ့အကုန်လုံးတော့မယ်လို့ဒီလိုပြောတာပါနော်။ဒါကိုလိန်ချင်းအစနဲ့နောင်ဖြစ်လာမှတွေကိုပြောတာပါ။မှုသားစကားပြောပြီးဆိုမှတော့သူ့ရဲ့ကိုကျင့်တရားကိုသိချလို့မရတော့ဘူး။တဖြည်းဖြည်းနဲ့ကြံတဲ့အကုသို့အလုပ်တွေကိုလည်း ူကဆက်ပြီးတော့လှုပ်လာတော့မှာပဲတဲ့။ဘာဖြစ်လို့တော့ဆိုတော့ကြည်လေ။ဘာမကောင်းတာဘယ်လို့လို့တိမ်လိုက်ရင် အလွယ်တကူနဲ့ပြီးသွားတတ်တယ်လို့ရှိတာကို။ဒီလိုနဲ့မကောင်းတဲ့အကျင့်စိုးတွေရင့်တက်လာပြီးကြံတဲ့မကောင်းတဲ့အာကုသို့လှုပ်တွေကိုရှေ့ဆက်လှုပ်ဖို့ရအတွက်ကိုလေဘာမှဝန်မလေးတော့ဘူးလို့ဒီလိုပြောတာပါ။ဒီလိုဆက်ပြီးဆောင်ရွက်လာမယ်ဆိုလို့ရှိရင်အာကုသို့ကံရဲ့အကျိုးဆက်တွေကိုတန်လျာမှာမလွဲမသွေခံရတော့မှာမို့ဒီဘဝမှာတရားတို့ရဖို့ဟာလည်းဖြစ်မလာနိုင်တော့ဘူး။ ဒီလောက်အရေးကြီးတာမို့လဲရှင်ရဟူးလာကိုမြတ်စွာဘုရားရှင်ကလိန်ပြောခြင်းကဆလာပြီးနောက်တွင်တန်လျာအထိပါတဲ့အပြစ်မျိုးတွေဖြစ်မှာဆိုလို့မလိန်ရအောင်နားချပြီးတော့တိတ်ထဲမှာဆွဲသွားအောင်ဂေယုဒီဇိုင်းနဲ့ပြင်ကြပေးတာပေါ့ငါးပါးတီလာတွေမှာစောင့်ထိုင်းရအခက်ဆုံးဖြစ်တဲ့မုဒဝါရကံကိုလုံကြအောင်စောင့်ထိုင်းနိုင်ခြင်းဖြင့်တရားဓိညာရနိုင်ကြပါသည်ပမောကချုပ်ဆရာတော်ဘုရားကြီးဒေါက်တာအရှင်နန္ဒမာလာပြီးဝန်တာ အိမ်တော်ရဲတခုမှာဆက်ဆံရေးပြတ်တောက်ရခြင်းရဲ့အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကတချို့ခင်မွန်းတွေတွေဟာသူတို့ရဲ့အမားကိုဘယ်တော့မှလက်မခံတတ်ကြဘူး။ဒုတိယတစ်ချက်ကသူတို့ရဲ့မိသားစုဝင်တွေဟာဘယ်တော့မှမမားနိုင်ဘူးဆိုတာကိုစွဲကန်ယုံကြည်နေကြခြင်းပါပဲ။အဖြစ်တိုင်းကိုချွေးမဖြစ်သူအပေါ်ပုံချတတ်ကြပြီးအဖြစ်တွေအားလုံးကိုလည်းချွေးမကြောင့်ဖြစ်ရတယ်လို့ထင်မြင်ယူဆကြပါတယ်။ဒါကြောင့်မို့အိမ်တော်တခု꿰ရပြီဆိုရင်ကြောက်ကြဖြစ်သူရဲ့ဤတစ်ဖက်သက်ယုံကြည်ချက်ကြောင့်ပါပဲ။